မင်္ဂလာပါရှင်။ဇွန်လ၄ရက်ဗုဒ္ဓဟူးနေ့ကန်ဒရာဝတီ time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့ရေပူခြေရွာမှာတပ်ဆွဲထားဆဲဖြစ်ပြီးလူနေအိမ်တွေကိုမိရှုဖျက်ဆီးနေပါတယ်။ရှမ်းခရနီနယ်စပ်ကတိုက်ပွဲတွေကြောင့်ထွက်ပြေးသိမ်းရှောင်လာတဲ့စစ်ဘေးရှောင်တွေအတွက်မိုးကနဲ့အုံဆောင်ပစ္စည်းတွေအရေးပေါ်လိုအပ်နေပါတယ်။ထိုင်းခရနီနယ်စပ်ကဆက်ရှောင်စခန်းနေနေရမှာ ရာသီကူးပြောင်းကာလအတွင်းရှားလာတဲ့လူနာဥယျာဉ်များပြားလာတယ်လို့ဆိုပါတယ်။ညောင်ရွှေနဲ့ပင်လောင်မြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့ PNO တို့ရဲ့ပစ်ခတ်မှုတွေကြောင့်တလအတွင်းအရက်သားနေအိမ်40ကျော်ပျက်စီးခဲ့ရပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်ကဖျားတောင်နဲ့ရေပူချေးရွာအတွင်းကိုစစ်ကောင်စီနဲ့ PNO တပ်တို့ကအင်အားတထောင်ခန့်နဲ့ဇွန်လ၂ရက်နေ့မနေ့ပိုင်းမှာ စစ်ကြောင်းထိုးလာခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းဟာလက်ရှိမှာဖဲခုံအင်းအရှိဖက်ကံကရေပူကြီးရွာမှာတပ်ဆွဲထားပြီးပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ KNDF တပ်ရင်34ရဲ့တာဝန်ရှိသူကကင်ဒရဝတီ time ကိုပြောပါရယ်စစ်ကောင်စီတပ်နဲ့တော်လရင်တပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်မှာအင်အားမမျှတာကြောင့်တော်လရင်တပ်ဖွဲ့ဖက်ကဆုတ်ခွာပေးခဲ့ရပါတယ်တော်လရင်တပ်ဖွဲ့တွေဆုတ်ခွာပြီးတဲ့နောက် စစ်ကောင်စီနဲ့ PNO တို့ဟာရေပူကြေးရွာနဲ့ဖျားတောင်ကြေးရွာအတွင်းမှာဝင်ရောက်တပ်ဆွဲခဲ့ကဇွန်လ၂ရက်နေ့ညနေ၄နာရီခွဲအချိန်မှာလူထုနေအိမ်တွေကိုစတင်မိရှုခဲ့တယ်လို့အင်းလေးပြည်သူကကွယ်ရေးတပ်တထောက်ကိုတပ်ရင်းကထုတ်ပြန်ပါတယ်စစ်ကောင်စီဖက်ကလက်နက်ကြီးတွေအစစ်မပြတ်ပြစ်ခတ်နေတယ်လို့ရှစ်ဆက်တိုက်ပွဲတွေပြင်းထန်လာနိုင်တာကြောင့်အနည်းအနာမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ကိုတော်လည်ရေးတပ်ဖွဲ့ဝင်တွေကအသိပေးထားပါတယ်။စစ်ကြောင်အပြင်လက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်မှုကြောင့်ဂျေးရွာ၃ရွာကဒေသခံတွေဟာဇွန်လ၂ရက်နေ့ညမှာပဲညတွင်ချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ရှန်ဂရီနီနဲ့ဆမာရက်ဆက်ပြီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့အတူစစ်ကောင်စီရဲ့လက်နက်ကြီးရန်တမ်းပစ်ခတ်မှုတွေကြောင့်မိုးပြဲမြို့လဲထုံချင်းရွာကပြည်သူတို့ချို့ဟာ ီမွန်ဆိုမြင့်တဲ့ထက်ကိုထွက်ပြေးသိမ်းရှောင်လာကြပါတယ်။လက်ထုံချင်းရွာကနေမိလာနောက်ဆုံးပတ်မှာစတင်သိမ်းရှောင်ခဲ့ကြတာဖြစ်ပြီးလက်တလုံးမှာတော့ရွာခံတွေကနေစီစဉ်ပေးထားတဲ့နေရာမှာယာယီနေထိုင်ကြပါတယ်။တဲဆောင်းလုံနိုင်ဖို့အတွက်မိုးကသုံးဆောင်ပစ္စည်းနဲ့ဆန်းစတဲ့အကူအညီတွေအရေးပေါ်လိုအပ်နေတာပါ။မိုးကမလုံတာကြောင့်မိုးယိုတာဝါရုံအောက်မှာနေထိုင်တာကြောင့်ချင်းကြိုက်တာအပြင်အိမ်ဓာဆောင်းလုပ်ဖို့အတွက် အင်တာခွက်တွေလည်းလိုအပ်နေတယ်လို့ဆိုပါရယ်လက်ထိုးကြီးရွာထင်မှာတော့တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့လက်နေကြီးမကြာခဏကြာရောက်မှုတွေရှိတာကြောင့်ဒိသခင်တွေကတိမ်းရှောင်ကြတာဖြစ်ပါရယ်ဒီမော့ဆိုအနောက်ချမ်းကကြီးရွာတရွာကိုရောက်ရှိလာတဲ့ဆစ်ရှောင်အိမ်ထောင်စု6စုရှိပြီးလူဦးရေ25ဦးရှိတယ်လို့သိရပါရယ်ရှမ်းကရနီနယ်စပ်မှာတော့စစ်ကောင်စီနဲ့တော်လရင်တပ်ဖွဲ့တွေကြားမှာမကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီးစစ်ကောင်စီကမုံပြဲမြို့နဲ့ နီးအနားကျေးရွာတွေကိုလက်နဲ့ကြီးတွေနဲ့ပိတ်ခတ်တာကြောင့်လက်ထိုးကျေးရွာအပါအဝင်ဖဲခုံအရှိဖက်ကံကဒေသခံအများစုဟာဘေးလွယာကို ထွက်ပြေးသိမ်းရှောင်နေကြရတာပဲဖြစ်ပါတယ်။ Time Green နဲ့ဆက်ကဆစ်ဆောင်စခန်းအမတ်ရှင်းနဲ့အမတ်ကိုမှရာသီကူးပြောင်းကာလအတွင်းစေခဲလာရောက်ပြသတဲ့လူနာဥယျာဉ်များလာတယ်လို့ဂျမရေတာဝန်ခံကပြောပါတယ်။တရက်ကိုပြင်းပြအားဖြင့်ဖြားနာသူ လူနာအယောက်40ကနေ50အထိဈေးခန်းကို ပုံမှန်လာရောက်ပြသနေတယ်လို့ဆိုပါရယ်။လာရောက်ပြသကြတဲ့လူနာတွေထဲအသက်ရှူလမ်းကြောင်းဆရာယောဂအရေးပြားယာနာနဲ့ငှက်ပြားယောဂဖြစ်ပွားတာတွေအများဆုံးဖြစ်ပါရယ်။ပုံမှန်အားဖြင့်ဈေးခန်းဖွင့်ချိန်ကို သတ်မှတ်ထားပေမဲ့လူနာများတာကြောင့်ဈမရေးဆရာဆရာမတွေအနေနဲ့မနာတန်ကုပေးနေရတယ်လို့ဆိုပါရယ်။ဒီနေ့ထိတော့ဈေးဝါတွေလုံလောက်မှုရှိနေသေးပေမဲ့ ရေရှင်မာတို့ဆေးဝါးလိုအပ်ချက်တွေရှိလာနိုင်တယ်လို့ဂျမရေးသားဝခန်ကပြောပါတယ်။အဲ့ဒီဆက်ရှောင်းစခန်းတစ်ခုမှာနေထိုင်တဲ့သူတွေဟာဘောလခဲဖက်ကနေလာရောက်တိမ်းရှောင်ကြတာဖြစ်ပြီးလူဦးရေ2000နီးပါးရှိတယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်နဲ့ပင်လောင်မြို့နယ်အတွင်းစစ်ကောင်စီနဲ့ PNO တို့ရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မေလတလအတွင်းမှာနေအိမ်43လုံးနဲ့အထက်ပြက်စီးခဲ့ရတယ်လို့အင်းလီဒေတာလူခွေရေးအဖွဲ့က မနေ့ကဇွန်လ3ရက်နေ့မှာထုတ်ပြန်လိုက်ပါရယ်။မီးလောင်ပျက်စီးတာက32အိမ်နဲ့အထက်ရှိပြီးထိခိုက်ပျက်စီးခဲ့တဲ့နေအိမ်7လုံးရှိတယ်လို့ဖော်ပြထားပါရယ်။အထူးသဖြင့်စကောင်စီတက်နဲ့ PNO တို့ပြစ်ခတ်လိုက်တဲ့လက်နေကြီးလေးချောင်းဘုံကျဲမှုနဲ့ drone ဘုံပြစ်ခတ်မှုတွေကြောင့်ပျက်စီးတဲ့စရင်ဖြစ်တယ်လို့ဆိုပါရယ်။သမေမီးရှို့တာကြောင့်လည်းမီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေလည်းပါဝင်နေပါဗျ။ ရှမ်းပြည်တောင်ပိုင်းမှာတော့တိုက်ပွဲဖြစ်ပွားတဲ့ခြေရွာတွေအပြင်တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ခြေရွာတွေမှာလည်းစစ်ကောင်စီကလူထုနေအိမ်တွေကိုပိတ်ခတ်တိုက်ခိုက်တာတမင်မီးရှို့ဖျက်ဆီးတာတွေကိုလှုပ်ဆောင်နေဆဲဖြစ်တယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။ Control with the time နဲ့ရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးသဘောဝဘီအဒီအပါဝင်ဘီအဒီအပေါင်းကခင်ဝင်ကြပါစေရှင်။ကျမမောင်ညာမှာပါ။